ြန်မာနိုင်ငံတွင်းထဲမှာနေနေတဲ့မြန်မာလူမျိုးတွေယဟန်တန်ဃာတွေဖုံတော်ကြီးတွေအားလုံးကိုကျွန်တော်စကားလက်ဆောင်ပါခြင်းပါတယ်ဘုရားဘာသာမှာဓမ္မခန္ဓာပေါင်း8400ရှိတယ်လေအဲ့တော့ဓမ္မခန္ဓာပေါင်း8400ရှိတဲ့ဒီတရားတော်တွေထဲမှာကဲ့တင်နိုင်တယ်ဆိုတာမပါဘူးပေါ့နော်အထာဟိအထနောနာထောကိုကိုသားလေးစူးစမ်းကြည့်ကြအထုပ်ပါဘုရားကပြောတယ်ကိုကြည့်နိုင်ရမယ်မကြည့်နိုင်ရင်မရဘူးသူ့ကိုယုံကြည်ကိုးကွယ်လို့နိဗ္ဗာန်မရောက်နိုင်ဘူးကိုကြည့်မှကိုရမယ် တကယ်လို့တလောက်ငငယ်လေးပဲကကြိုးစားပြီးကျင့်တယ်။တည်တဲ့အထိကျင့်ခဲ့တယ်။မရဘူးဆိုရင်တော့တဲ့။ကံမံကရောတိကရွန်တော်မိမိပြုလုပ်တဲ့အရာဒီကံဖြစ်တယ်။ကံတာလည်းအမိကံတာလည်းအဖဖြစ်တယ်။ဒါကြောင့်မရနိုင်ဘူးလို့ဒါဗုဒ္ဓတရားမှာပြောတယ်။အဲ့တော့ကျွန်တော်အောက်ပြောချင်လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံနေမှာကောက်ကဘာအရရမှာရှိနေတယ်ကျွန်တော်မြန်မာလူမျိုးတွေယဟန်တန်တာတော်တွေအားလုံးကဘာနဲ့တူလို့ဆိုရင်ရင်နေနေတဲ့လူနဲ့တူတယ်လေ။ရင်နေနေတာဘလို့ရင်နေနေလို့ဆိုရင်ရင်နေတဲ့လူကိုအာကံပေါ်ကနေပြီးတော့ ရေကူးနီးတင်ပေးလို့မရဘူးလို့သူ့ကိုရေကူးပြလို့လည်းမရဘူးရေကူးနီးကတော့မှန်နေတာပဲတိုးတော်လည်းမရဘူးသူ့ဘေးကနေရေကူးပြတယ်ဘလောက်ပဲကူးပြကူးပြသူမကူးနိုင်ဘူးအဲဆိုနစ်နေတဲ့လူကမုန်းဖို့ပဲရှိတယ်အဲ့တော့ဒီလူတွေအတွက်ရေထဲကနေလွတ်မြောက်ဖို့ရေနစ်နေတဲ့လူတွေဆိုကဲ့တင်တဲ့ရေထဲဆင်းဆဲတဲ့ပုံကိုရှိရမယ်ဘလို့နီးနေပဲဆဲလှင်နေပဲဆဲဆဲတရားထိုးပြီးတော့ပဲဆဲဆဲဝါလုံးနဲ့ပဲဆွဲဆဲဆဲကျိုးနဲ့ပဲဆဲဆဲကဲ့တင်တဲ့လူရှိမှသာလေဘာမှမလုပ်ဖ ೇನೆ ကံကိုရောက်နိုင်မယ်အဲ့ဒီလိုပဲဒီနေ့ကျွန်တော်တို့အာ ကမောကဘာဝကဒိထောကအဝိဇောကလို့ခေါ်တယ်အောက်ကလေးပြတန်တရာရည်ရင်ကြောကြီးထဲမှာအလုံးနဲ့နေကြတယ်တန်တရာရည်ထဲမှာနေနေကြတယ်ဆိုတော့တန်တရာကနေလွတ်မြောက်တဲ့တန်တရာကကူးနီးရေကူးနီးတွေဟာဘလို့မှမလွတ်မြောက်နိုင်ဘူးဘာလို့လဲကူးလို့လည်းမရတော့ဘူးအဲ့ဒီအတွက်ဟာလာကျွန်တော်တို့အာခရစ်တော်ယေရှုဖရာကနေပြီးတော့ဒါရွေးနှုတ်ပြီးကဲတင်ခဲ့တယ်အဲဗုဒ္ဓကတော့ရေကူးပြတယ်ရေကူးနီးတွေကိုတွန်တင်ခဲ့တယ်တမ်းပေါ်ကနေပြောတယ်ကူးပြခဲ့တယ်လို့ကူးပြခဲ့မယ်လို့သူကမဆွဲနိုင်ခဲ့ဘူး ဲ့တော့ယေရှုခရစ်တော်ကတော့ကူနီးကိုတင်မပေးဘူးမပြောပြဘူးပြောလိုက်တဲ့အရာတစ်ခုကတော့ငါ့ကိုယုံကြည်ရင်သာဝရသက်ရမယ်သူကိုယ်တိုင်ဆင်းပြီးတော့ကယ်တင်ခဲ့တယ်။ဘာကြောင့်လဲဒီနေ့ကျွန်တော်လူသားတွေတမောကပါဝကတိထောကအဝိဇောကဆိုတဲ့ဩကလီပြတန်တရားတွေကနေယေရှုခရစ်တော်ဟာလဝါကားတိုင်းမှာနေအသက်ပြီးအသွေးသွန်းပြီးတော့တေခြင်းတရားကိုသုံးရမြောက်သွန်းပြီးမှထမြောက်ရှင်ပြန်ခဲ့တယ် ဒါကြောင့်ယေရှုခရစ်တော်ရဲ့ဂုဏ်တော်ကိုကြည့်တဲ့အခါမှာကိလေသာမှန်ဒေဝဗုဒ္ဓမှန်အဘိဓမ္မာရမှန်ခန္ဓာမှန်နဲ့နောက်မေစုမှန်ဆိုတဲ့မှန်၅ပါးကိုအောင်မြင်ခဲ့တဲ့ဖရာဖြစ်တယ်။ဒါကြောင့်ဒီဖရာကအာဒါဒီနေ့လည်းအသက်ရှင်တယ်၊နောင်လည်းအသက်ရှင်တယ်၊အရင်တော့လည်းအသက်ရှင်တယ်။ဒါကြောင့်အသက်ရှင်တဲ့ဖရာကကျွန်တော်တို့ကိုကဲနေတယ်၊ကဲနေတဲ့အချိန်လေးမှာကျွန်တော်တို့နေနေတယ်မမွန်းသေးဘူးပေါ့နော်။နေပြီးရင်မွန်းပြီးတော့မြုပ်ကြတော့မယ်။မြုပ်ကြသွားရင်တော့ အမြော့လေးချက်မရှိတော့ဘူးနေနေတဲ့အချိန်လာပြီးကဲတင်နဲ့ကဲတင်ရှင်ကိုကင်ဆွဲပြီးအကယ်ခံမယ်ဆိုရင်သာဝရအသက်ရရှိမှာဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဟုတ်ကဲ့ကိုကောင်းထားပြီးအနောက်ဘက်ကိုမျက်နှာလှည့်ပြီးတော့တစောင်းနေတယ်အဲ့ဒီမှာသူယဟန်ပရိသတ်လူပရိသတ်တွေကိုသူတရားဟောပြီးနေတဲ့အချိန်မှာအာနန္ဒကမေးတယ်ဗန္ဓိဘဂဝါတဲ့ဘုန်းတော်ကြီးတော်မူသောဖခင်တဲ့ကိုတော်ဟာရှင်မန်နဲ့ဖခင်လား ကိုတော်မရှိတော့တဲ့အချိန်တပည့်တော်တို့ကိုဘသူကတွန့်တင်မလဲလို့မေးတဲ့အခါဘုရားကငါရဲ့ဒီထားခဲ့တဲ့ကြံ့ကြံ့တွေကနေသင်တို့ကိုတွန့်တင်လိုက်မယ်လမ်းပြလိုက်မယ်တဲ့လမ်းပြလိုက်မယ်ဆိုတော့ဟုတ်ပြီဒါဆိုလို့ရှိရင်အရှင်ဖျားတဲ့အရှင်ဖျားကသုတီတော်ဖျားလားဆိုတော့ဘုရားကပြောလဲဆိုတော့အဟံဥဒ္ဓမံပုတိတော်ငါဒီယောက်ျားတဲ့ကတို့တဲ့ကြီးမြတ်တော်လူသားပဲဖြစ်တယ်အေဂဘုတော်အထီတီတသုတိတော်ဖရာကတော့ရှိတယ်ဇိနံမရဏနာဘဝိတတိတဲ့ဖရာစစ်ဖရာမှာဆိုတာတည်ခြင်းမရှိဘူးတဲ့တည်ရင်လည်းရှင်ရမယ် ဒါဗုဒ္ဓရဲ့ဟောတယ်အဲ့ဒီလိုဟောခဲ့ပြီးတော့သူကဘာဟောခဲ့လဲဆိုတော့ဒါဆိုရင်တဲ့အာနန္ဒာကအဲ့ဒီတဆူကြီးတော့ဘုရားကပယ်ရှင်ချွာလာမလဲအဲ့ဒီမှာဗုဒ္ဓကစိတံတိတ်တူတတ္တမောလို့သူတုံးတယ်တကယ်တော့ဒီနှစ်ပေါင်း900ကိုပြောခြင်းဖြစ်တယ်သာသနာ့ငါတိုးတော်လေလူတွေကတောက်ဖရားဆိုတာအရေးကြီးတယ်လောကမှာဖရားကျန်တဲ့ဖရားတွေကအမည်နာမတက်တယ်ဗုဒ္ဓဘာသာမှာဆိုဂင်္ဂါဝါလူတဲစုမကတော့ဖရားတယ် တမုဒ္ဒိကာလာမှာရှိတယ်။ပွင့်တော်လာတာဖရာကြီးအနေနဲ့နှစ်ကြိမ်ရှစ်ဆူကျန်တဲ့ဖရာတွေအနေနဲ့ကိန္တာဝါလူတဲစုမကအများကြီးပွင့်ခဲ့ပြီ။ရှိသလားဆိုတော့ပြိဋိနိဗ္ဗာန်ဆံသွားပြီတဲ့။နောက်ဟိန္ဒူဘာသာမှာကြည့်လိုက်တော့လေဖရာပေါင်း9000ကျော်ရှိတယ်။အဲ့တော့ဒီဖရာတွေအကုန်လုံးကလည်းဘယ်မှာလဲ။မရှိတော့ဘူးသေးကုန်ပြီ။ဒါဆိုလို့ရှိရင်ဟုတ်ပြီ။ဒီဖရာတွေအကုန်လုံးကတရားစီရင်နိုင်တဲ့ပုဂ္ဂိုလ်ကယေရှုခရစ်တော်ဖြစ်တယ်။အဲ့တော့ဒီနေ့ကျွန်တော်တို့ဘဝအတ္တကမှာကိုယ့်ရဲ့ယုံကံမှုကြိုးစားမှုအားထုတ်မှုယေကူးနည်းတွေနဲ့တော့သာရအတ္တကို မရနိုင်ဘူး။ဘာလို့လဲ။ကျွန်တော်တို့ဘဝအတ္တဓာရဲ့နောက်ဆုံးမှာသိခြင်းတရားရှိတယ်။ဘာလို့လဲ။လူကတော့တွေးကြတော့ပထမရွယ်မှာပညာရှာ၊ဒုတိယရွယ်မှာဥစ္စာရှာ၊တတိယရွယ်မှာ တရားရှာ။ဒီအစီအစဉ်တိုင်းဖြစ်ရင်တော့ကောင်းပါတယ်။သို့တော်လေလူကအရွယ်မရွေးပြီးဆုံးဖြစ်စီတတ်ကြတယ်။ဒီလူရဲ့အထင်တွေကကောင်းတယ်၊မှန်တယ်လို့ထင်ရမယ်လို့လူထင်ပြီးအတိုင်းမှန်သောလက္ခဏာ၌ရှိတော့လဲ။အဆုံးနိုင်ပြည့်ချင်းတို့ပို့တော့လမ်းတစ်မျိုးရှိတယ်လို့နှုတ်ကပတ်တော်ကလာတယ်။အဲဒါကြောင့်ဗုဒ္ဓရဲ့တရားတော်မှာ ဣဒံခောတာတအနုပတ္တုထံအနုပတ္တနာအေဟိတိနိဒေတတမံဒေတိဒိတ်တာမိတဲ့နောက်ပြီးတော့ဘာပြောလဲဆိုရင်ရှစ်သားတို့တဲ့ဝင်လေးပြီးပြန်မနိုင်မယ်ဆိုရင်လာခဲ့ပါလို့ပြောတယ်နော်အဲ့တော့လာခဲ့ပါလို့ပြောခဲ့တဲ့အခါမှာဒီနေ့ကျွန်တော်တို့အသက်တာမှာဒါယေရှုခရစ်တော်ကဖိတ်ခေါ်နေတဲ့စကားလည်းဖြစ်တယ် အဲ့တော့ဒီနေ့ကျွန်တော်တို့ဒီကိုလာခဲ့ရမယ်ပြီးတော့ဗုဒ္ဓဘာပြောလဲဆိုတော့ယထာတန်တိနာဂောပါလောကာဝပါစီတိဂောစရံစရသမေစုစာအယုံပါစီတိပါဏိနံဂောပါလောနွားချောင်းသားတိတန်တိနာလန်တံမြင့်ဂါဝနွားတို့ကိုဂောစရံစက်စရရတုပါစီတိယထာနှင့်လွတ်တကဲ့သို့တက်ဖြေဝါထို့တူသားလင်းမေမယံငါတို့အာစရာစအိုခြင်းဒီလကောမေစုစာတေခြင်းဒီလကောအယုံပါစီတိနှင့်လွတ်လျက်ရှိ၏တဲ့အဲ့တော့ဒီနေ့ကျွန်တော်တို့တွေကိုပေအိုလူရဲ့ပြိုရွယ်ခြင်းကိုအိုခြင်းကနှင်းနေတယ် ။အိုခြင်းကိုနာခြင်းကနေတယ်။နာခြင်းကိုတေခြင်းကနေတယ်။တေခြင်းကိုလည်းနေနာရှိသေးတယ်။ဘယ်မှာလဲ။ငရဲပေါ့တဲ့။ကုသလဓမ္မအကုသလဓမ္မဥပ္ပန္နယဝါယမောတဲ့။ကုသိုလ်တရားတွေကိုဖြည့်ခြင်းပြီးတော့ပွားများအားထုတ်နေတဲ့အချိန်မှာအကုသိုလ်တရားတွေကလုံလပြုတယ်။ကုသလဓမ္မအကုသလဓမ္မဥဒ္ဒံဥပ္ပန္နယဝါယမောရဟောပါမနနေတ္တိစတိတဲ့။ဟလာမကောင်းတဲ့အကုသိုလ်တရားကိုဘယ်ကုသိုလ်နဲ့မှဖုံးအုပ်လို့မရဘူး။ဒါဆိုရင်တော့ပြဲသွားမယ်။မရဏံဘဝိတ္တိနိရောသေရင်ငရဲမှာတွားရလိမ့်မယ်။ ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့ကြိုးစားခြင်းယုံကံခြင်းကငရဲမှာလက်ဆုံးပဲအဲ့တော့ဖရားတွေကိုစီရင်ပြီးတော့ဖရားတွေကိုပိုင်တဲ့ဖရားတို့ရဲ့တခင်ဖရားရှင်ကိုဒီနေ့လက်ခံယုံကြည်ပြီးအသက်တာကိုဆက်ကပ်မယ်ဆိုရင်ထာဝရအသက်ကိုရရှိခံစားရမယ်အဲ့တော့ထာဝရအသက်ကိုဖရားတခင်ကပေးပါတယ်နှုတ်ဘတ်တော်ကတသက်ခံချက်မှုကဖရားတခင်ဒီငါတို့ကထာဝရအသက်ကိုပေးတော်မူ၏ထိုအသက်ဒီလည်းသားတော်နိုင်ပါ၏သားတော်ကိုရတော်သူသည်ထာဝရအသက်ကိုရ၏သားတော်ကိုမရတော်သူကအသက်ကိုမရ အဲ့တော့ဒီအသက်ကယေရှုခရစ်တော်မှာပါတယ်။အဲ့တော့ယေရှုခရစ်တော်ကျွန်တော်တို့ရဲ့တယောက်စီတိုင်းရဲ့နှလုံးသားကိုဝင်ခြင်းပါတယ်။နှလုံးသားတကားကြီးပိတ်ထားတယ်ဆိုယေရှုဝင်လို့မရပါဘူး။ဘာလို့လဲငါဒီတကားရှိမှရှယ်ရီထောက်လဲနေ၏။အကျဉ်သူဒီငါ၏အတန်ကိုကြားယူတကားကိုဖွင့်ရထိုသူရှိရသူငါဝင်၍ထိုသူနဲ့တူငါဒီစားတော့မည်ထိုသူဒီလဲငါနဲ့တူစားတော့ရလိမ့်မယ်။အဲ့တော့ယေရှုကတကားခောက်နေတယ်။အဲ့ဒီတကားခောက်တာကတော့ယနေ့ဒီ website မှာကြည့်နေကြတဲ့ဓမ္မမိတ်ဆွေတွေကဘာရဲ့ရဲ့မှာရှင့်နေတဲ့ကျွန်တော်ညီကိုဗုဒ္ဓဘာသာရီနဲ့တကွာ ဒီမှာရှိသမျှတော့ဟာလာဝိညာဉ်တတ္တဝါအားလုံးအနေနဲ့ကဲတင်နိုင်သောအရှင်ကိုဒီနေ့ကြားပြီးပြီးတော့ဘဝအတ္တံမှာတကယ်ပဲဒီကိုယ်တော်ကိုမျှော်လင့်ခြင်းနဲ့ဒီကိုယ်တော်ရဲ့ကဲတင်ခြင်းကိုလိုခြင်းနဲ့သာရအတ္တကိုလိုခြင်းနဲ့ဆိုလို့ရှိရင်ဉာဏ်ကြည့်လို့ရတယ်ခေါ်ဖိတ်ကြည့်လို့ရတယ်အဖြစ်ကိုတွေ့ရမယ်ဒါမှမဟုတ်နှလုံးသားတကားကိုတော့ဖွင့်လိုက်ပါအဲကြောင့်လို့တကယ်လို့ကျွန်တော်နဲ့အတူလိုက်ပြီးတော့ဒီ website ကြည့်နေတဲ့ဓမ္မမိတ်ဆွေများအနေနဲ့ခရစ်တော်ကိုမိမိရဲ့ကဲတင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတဲ့ဆိုရင်ဟလား ျွန်တော်နဲ့အတူနောက်ကနေလိုက်ပြီးတော့ဆူတောင်းချက်ကိုလိုက်ဆိုလို့ရပါတယ်အဲတော့ပြီးတော့တကယ်လို့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆက်တွဲပြီးတော့မေးမြန်းစုံစမ်းခြင်းနဲ့လေ့လာခြင်းနဲ့ဆိုရင်လေဒါဒီ website ကနေတဆင့်ကျွန်တော်စီကိုလေ့လာလို့ရပါတယ်ကျွန်တော်ဒီအိန္ဒိယနိုင်ငံ Mr. State Aizaw မြို့အာမှာကျွန်တော်နေထိုင်ပါတယ်အဲ့ဒီမှာကျွန်တော်ကစံစာကျောင်းမှာတာဝန်ယူပါတယ်အာဘူတန် Memorial Bible School မှာကျွန်တော်အနေနဲ့ ဒီတာဝန်ယူပြီးပြင် जा ပို့ချနေတဲ့ဆရာတပါးလေးဖြစ်ပါတယ်လို့အဲ့တော့ကျွန်တော်နဲ့ဒီနောက်ကနေလိုက်ပြီးတော့ဆုတောင်းခေါ်ပေးကြပါစို့အပြီးမှာအာမင်လို့လိုက်ပြီးတော့ဆိုပါအာမင်ဆိုတဲ့အဓိပ္ပာယ်ကတော့အာမဗန္ဒီအာကိုရောဟာကျွန်တော်တို့ရဲ့ကယ်တင်ရှင်အစ်ဖြစ်ကြောင်းဝန်ခံပါ၏အာမင်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်လေလိုက်ဆိုကြရအောင်ကောင်းမြတ်တော်အဖာကောင်းမြတ်တော်အဖာကိုရောကိုကျေးဇူးတင်ပါ၏ကိုရောသည် ကဲကျင်နိုင်တော်ဖုရားကဲကျင်နိုင်တော်အပြစ်လွတ်ပိုင်တော်ဖုရားအပြစ်လွတ်ပိုင်တေခြင်းကိုအောင်မြင်တော်ဖုရားတေခြင်းကိုအောင်မြင်တော်ဖုရားတကာရူကြီးဖုရားဖြစ်ကြောင်းဖုရားတကာရူကြီးဖုရားဖြစ်ခြင်းနေကျွန်တော်ဂျမယုံကြည်ပါ၏ကျွန်တော်ဂျမယုံကြည်ပါ၏ကိုတော့ကိုကိုတော့ကိုလိုအပ်ပါ၏လိုအပ်ပါကျွန်တော်ဂျမသည်ကျွန်တော်ဂျမကိုယ့်ရဲ့အတ္တအခြင်းကိုယ့်ရဲ့အတ္တအခြင်းစူးစမ်းယုံကံမှုအခြင်းစူးစမ်းယုံကံမှုအခြင်း သာဝရအတက်ကိုမရနိုင်ပါသာဝရအတက်ကိုမရနိုင်ပါငရဲသူတွေသွားမှာဖြစ်ပါ၏ငရဲသူတွေသွားရမှာဖြစ်ငရဲကလွတ်ရှင်ပါ၏ငရဲကလွတ်ရှင်ကဲတင်ခြင်းကိုလိုအပ်ပါ၏ကဲတင်ခြင်းကိုလိုအပ်ငရဲကကဲတင်နိုင်တော်သူဟာလည်းငရဲကကဲတင်နိုင်တော်သူဟာလည်းယေရှုတပါးရီတာဖြစ်ပါ၏ယေရှုတပါးရီတာယေရှုဖုရားယေရှုဖုရားကျွန်တော်ဂျမဤကျွန်တော်ဂျမဤနှလုံးသားတွင်သူနှလုံးသားတွင်ဝင်ရောက်၍ဝင်ရောက်၍ကိန်းဝတ်ဆံပဲကိန်းဝတ်ဆံပဲအုပ်ဆိုးတော်မူပါအုပ်ဆိုးတော်မူအထဲမှနေ၍အထဲမှနေ၍ကဲတင်ခြင်းကဲတင် ြင်ချင်းပြီးတော်မူပါပြီးတော်မူပါတွင်တင်လမ်းပြတော်မူပါတွင်တင်လမ်းပြတော်တပါတိတော်တပါတိကဲတင်ပိုင်ရှင်ကဲတင်ပိုင်ရှင်သခင်ယေရှုနာမ၌သခင်ယေရှုနာမ၌ဆုတောင်း၍ဆုတောင်း၍ခေါ်ဖိတ်လက်ခံပါ၏ခေါ်ဖိတ်လက်ခံပါ၏အာမင်အာမင်ယေရှုတင်ပါတယ်ဟုတ်ကဲ့